သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့ပေမဲ့ကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့တဲ့အတွက် ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်လာခဲ့ရတယ်လို့အကြံဖတ်မင်းအောင်လိုင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2015ခုနှစ်မှာအာနာရယူလာခဲ့တဲ့ NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့လည်းကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရမ်းမ်းလှုပ်ဆောင်ခဲ့တဲ့အတွက်ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရကြောင်းအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ ယမန်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာမင်းအောင်လှိုင်ကရင်းခဲ့သူပြောဆိုခဲ့ခြင်းဖြစ်ပါတယ်၂020ရွေးကောက်ပွဲမှာမဲမတမာမှုများဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ပွဲစည်းပုံအခြေခံဥပဒေနဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရေးဆွဲဆောင်ရွက်ပေးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီပထမဆိုးရသက်တမ်းကာလအတွင်းအာဏာရပါတီအတွင်းထဲမှာသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းရင်းအချိန် NCA တနိုင်ငံလုံးအပြစ်ရရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် တိုက်ခန့် NLD ပါတီက NCA ကိုလက်မှတ်ရေးထိုးခြင်းမပြုရန်လှုံ့ဆော်ကန့်ကွက်ခဲ့ကြောင်း၎င်းကဆိုပါတယ်2015ခုနှစ်ဒီမိုကရေစီဒုတိယအစိုးရတပ်တန်း NLD အစိုးရလက်ထက်မှာစစ်တပ်အနေနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းအစိုးရအစိုးရတပ်တန်းကာလအတွင်းနိုင်ငံတော်အတွက်အရေးကြီးတဲ့ကာလများမှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံအစည်းအဝေးပြုလုပ်ခဲ့ခြင်းမရှိကြောင်း အလားတူဥပဒေနဲ့မညီတဲ့ပြဋ္ဌာန်းချက်တွေကိုအတည်ပြုပြီးဥပဒေနဲ့မညီတဲ့ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့တာကိုတွေ့ရကြောင်းအကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုပါရယ် NLD အစိုးရတက်တန်းကာလမှာငင်းချင်းရင်ညီလာခံကို27ရာစုပင်လုံအဖြစ်အမိပြောင်းလဲနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းတမိုင်းကြောင်းအရာအခက်အခဲများရှိလာနိုင်တဲ့အတွက်အတိပေးမှုများဆောင်ရွက်ခဲ့ရကြောင်းစစ်တပ်ကပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုပေါ်ဆောင်ပေးခဲ့ကြောင်းမိမိတို့နိုင်ငံရဲ့ဖြတ်တန်းခဲ့ရတဲ့တမိုင်းကြောင်းများအရာ ဘူမူကြီးဟောင်းတင်မောင်ရေးသားတဲ့တိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုသည့်အတိုင်း၎င်းအချိန်ကဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်နေတဲ့ကာလဖြစ်ကြောင်းမင်းအောင်လှိုင်ကဆက်လက်ပြောဆိုခဲ့ပါတယ်စစ်တပ်အနေနဲ့ရွေးကောက်ပွဲကျင်းပပြည်လုံးမှာဖြစ်ပေမဲ့လည်း2010ပြည့်နဲ့2015ပြည့်နဲ့2020ပြည့်နဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများမှာလည်းယာနှုံးပြည့်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကဲ့သို့ဖဆပလခင်မှာလည်းအခက်အခဲများကြားမှာဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရန်အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အစိုးအဖက်နဲ့ဆောင်ရွက်နိုင်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားကြောင်းမင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကို나이ဘိုင်းသာတိုက်ခိုက်ပြီးနောက်စခန်းတစ်ခုလုံးသိမ်းပိုက်ရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားပြီးလက်နက်ခဲယံအများပြားရရှိထားဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ် KNU တပ်မခွနစ်နယ်မြေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကိုနိုင်ဤပိုင်းသာတိုက်ခိုက်ပြီးနောက်စခန်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့မေလ16ရက်နေ့မွန်တယ်12နာရီဝန်းကျင်အချိန်မှစတင်ပြီးစစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကို KNLA KNDO နဲ့ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်း ရင်းနောက်ယမန်နေ့ည၈နာရီဝင်းကျင်အချိန်မှာပဲစကန်းကိုချင်းကပ်ဝင်ရောက်နိုင်ခဲ့ပြီးညတကောင်းရန်အချိန်စကန်းတစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ခန့်မှန်းကြီးစကန်းတိမ့်တာကနိုင်ပိုင်းပဲကြာတယ်။ drone တွေနဲ့ဘုံစကျဲပြီးမြေပြင်ကနေဝင်လုံးတာအဲ့ဒီစကန်းကစစ်သားတွေအများစုထွက်ပြေးတယ်လို့သိရှိရတယ်လက်နက်ခဲယမ်းတွေရတာလည်းရှိတယ်အတိအကျအသေးစိတ်တော့သတင်းဆောင်နေတုန်းပဲစကန်းရသွားတာကတော့မင်းညကလေးကရတာတေးကြပါတယ်လို့ KNU သတင်းအရင်းမြစ်ကဆိုပါတယ် မေလ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မေလစစ်တပ်စခန်းကိုတိမ့်ပိုက်ပြီးနောက်မေလ19ရက်နေ့မှာမော်ဖိုးကီစစ်တပ်စခန်းကိုလည်း KNU ကတရက်ထက်အပြည့်အပြတ်တိုက်ခိုက်တိမ့်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမော်ဖိုးကီစခန်းတိမ့်တိုက်ပွဲကြောင့်ပြည်သူ142ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုစစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ရပြီးထိုင်းစစ်တပ်ကလည်းနယ်စပ်မှာလုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။ KNU တက်မှခုနှစ်နေပြီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများတောက်လျှောက်စုတလို့ KNL ဥဆောင်တဲ့တော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာမတ်လ April လနဲ့ယခုမေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူတူခလေဒီတခေါပီခွီမော်ဖားသူစကန်တာလေစကန်မေလမော်ဖိုးကီစကန်များကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ် လက်ရှိထိုင်းမြန်မာနယ်စပ်နော်တရာမဲတဝမော်ရလီနော်တစုစုပေါင်းစစ်ကောင်စီရဲ့တပ်စခန်း၄ခုဝန်းကျင်သာကျန်ရှိတော်ကြောင်းစစ်ကောင်စီတပ်စခန်းများအားလုံးနီးပါး KNU လက်အောက်ကိုရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တမူးခရိုင်ပကဖရဲဘော်10ဦးတပ်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့ NUG ပြောဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မြန်မာအိန္ဒိယနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့စကိုင်းတိုင်းတမူးမြို့နယ်မှာ အိန္ဒိယစစ်တပ်တွေကတမူးခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တမူးခရိုင်ပကပရဲဘော်၁၀ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့အမျိုးသားညညရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာယမန်နီညမှာအတိအပြေးရေးသားခဲ့ပါတယ်။တမူးခရိုင်ပကပအဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့လက်ခံရရှိတဲ့တရင်ပေးပို့ချက်တိုင်ကြားချက်တွေအပြင်ကနအုပ်မြေပြင်အခြေအနေကြားမှာစစ်ဆေးမှုအစီရင်ခံစာတွေးရှိချက်တွေအရအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတာဖြစ်တယ်လို့ဆိုပါတယ်။အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံ၍အမှုမှန်ပေါ်ပေါက်စေရေးဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းကနအုပ်အသိပေးတင်ပြအပ်ပါတယ်လို့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေက တမှုခရင်ပကပအဖွဲ့ဝင်တွေတည်ရှိရာနေရာကိုအင်အားသုံးဝင်ရောက်စီးနှင်းပြီးခရင်ပကပတော်လိုင်းရဲဘော်စေဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်၃ရက်အကြာမေလ၁၆ရက်နေ့မနက်ပိုင်းမှာတည်ဆုံနေတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးခဲ့တာဖြစ်တယ်လို့တမှုခရင်တော်လိုင်းအင်အားစုတွေကဆိုပါတယ်။မေလ၁၃ရက်နေ့ညနေ၆နာရီခွဲမှာဖမ်းသွားတာပါ။ကျွန်တော်တို့မြန်မာပိုင်နက်မှာနေနေတဲ့ရဲဘော်ကမ့်ကိုဝင်စီးသွားတာပါ။ရဲဘော်တွေစားဖို့အတွက်ငါးဟင်းလေးအဲ့ဒါလေးတောင်ဒေအိုးထဲမှာရှိသေးတယ်။သူတို့မစားရသေးဘူး။ သူတို့ရဲ့အဲ့ရလိတ်တောင်မခင်းရသေးဘူးအဲ့ဒီအချိန်မှာခေါ်သွားတာတေဆုံးသူရုပ်အလောင်းတွေကတော့တနတ်ဒံယာတွေကြီးပါပဲမျက်နှာမှာရတဲ့ဒံယာတွေကတော့ဖန်စီနှိပ်စက်တဲ့အချိန်မှာရခဲ့တဲ့ဒံယာတွေပါအလောင်းတွေကမိုးကတွေအုပ်ပြီးရောက်လာတာတချို့ရဲဘော်တွေဆိုလောက်တောင်ကျနေပြီလို့တော်လိုင်းတက်ဖွဲ့ဝင်ရဲဘော်တဦးကပြောပါတယ်ဒီလိုအိန္ဒိယနိုင်ငံကတမုခရိုင်ပတ်ခပရဲဘော်၁၀ဦးကိုအင်အားသုံးဖန်စီတက်ဖြတ်တာဟာနေဆက်ချန်စီယိုခတ်နေတဲ့ကိစ္စနဲ့လည်းတက်ဆိုင်ပြီး အာနာသိန်စစ်အုပ်စုရဲ့ပူပေါင်းဆောင်ရွက်မှုတွေပါဝင်တယ်လို့တော်လိုင်းရဲ့အားစုတွေကဆိုပါတယ်။တော်လိုင်းရဲဘော်စဲဦးတပ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယအာနာပိုင်တွေကတော့မေလ14ရက်နေ့မှာအိန္ဒိယတက်မတော်အရှေ့ပိုင်းစစ်ဌာနချုပ်အာတန်ပြည်နယ်အာတန်ခရိုင်ရိုင်ဖယ်တပ်ဖွဲ့ကဥဆောင်ပြီးအိန္ဒိယမြန်မာနယ်စပ်ချန်တဲခရိုင်ခင်ဂျွိုင်းမြို့နယ် New Center ကျေးရွာအနီးမှာစစ်စင်ရေးပြုလုပ်ရမှာလက်နက်ကင်တပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစေဦးကိုတုတ်တင်ရှင်းလင်းကလက်နက်9လက်30ရရှိခဲ့တယ်လို့ Eastern Command Indian Army ကမေလ15ရက်နေ့မှာရေးသားဖော်ပြခဲ့ပါတယ်။တိစုံသူ၁၀ဦးဟာမြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်ရုပ်အလောင်းတွေကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ဆိုထားခဲ့ပါတယ်။ဒီလိုအိန္ဒိယနိုင်ငံကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောဆိုမှုဟာလိန်ညာမှုတစ်ခုသာဖြစ်ပြီးဖြစ်စဉ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲအင်အားသုံးဝင်ရောက်စီးနှင်ဖမ်းဆီးတပ်ဖြတ်ခဲ့တာသာဖြစ်တယ်လို့တမုခရိုင်တော်လိုင်းရင်အင်အားစုတွေကဆိုပါတယ်။တိုက်ပွဲကမဖြစ်ပါဘူး။သူတို့က၃နာရီကြာတိုက်ပွဲဖြစ်တယ်လို့យေတာထားတယ်။ ၃နိုင်ကြာပြက်ခတ်ဖို့ကြည်စံလဲရှိမနေပါဘူးတနတ်တန်လဲမကြားရပါဘူးဖမ်းပြီးတပ်ဖြတ်ခံရတာပါလို့တမုခရင်တော်လိုင်းရင်အားစုတွေကဆိုပါတယ်လက်ရှိအချိန်မှာတော့အိန္ဒိယစစ်တပ်တွေကအိန္ဒိယမြန်မာနယ်စပ်အနီးမှာလုံခြုံရေးတိုးမြင့်ထားပြီးအင်အားတိုးချက်ချထားတယ်လို့ဒေသခံတွေကပြောပါတယ်တမုခရင်အတွင်းမှာတော့အိန္ဒိယတပ်တွေကချင်းပြည်နယ်ကနေအိန္ဒိယနိုင်ငံအတွင်းထွက်ပြေးတဲ့အာနာသိန်းစစ်အုပ်စုတပ်သားတွေကိုတမူးမြို့နယ်နယ်စပ်ကိတ်ကပြန်လည်ပို့ဆောင်မှုတွေလုပ်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကိုပြစ်ခတ်ရှင်းလင်းတာကတော့ ဒါပထမဆုံးကျင်ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းတွေနဲ့မိသားစုတွေအတွက်တရုတ်ဆောင်အကယ်ဒမီခန့်စီသူကတိန်းရာကြီးတန်ဖိုးရှိတဲ့အစားအသောက်တွေလှူဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တရုတ်ဆောင်အကယ်ဒမီခန့်စီသူကမန္တလေးမြို့မှာရှိတဲ့ငလင်တဲ့ရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများအထက်ကျက်သိန်း900တန်ဖိုးရှိတဲ့စားတောက်ဖွဲ့ရများလှူဒန်းပေးခဲ့ကြောင်းယမန်နေ့ထုတ်စစ်ကောင်စီတရင်စာများမှာဖော်ပြထားပါတယ်။ အဆိုပါရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းမိသားစုများအတွက်ငွေကျပ်300တန်ဖိုးရှိတဲ့စံစီရေတန့်အပါအဝင်စားတောက်ကုန်ပစ္စည်းများလှူဒန်းပေးခဲ့ခြင်းဖြစ်ပြီးကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကလက်ခံခဲ့ကြောင်းဖော်ပြပါတယ်။မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလင်ကြောင့်ထိခိုက်ပျက်စီးမှုသေဆုံးမှုများပြားခဲ့ကလက်ရှိအချိန်အထိပြန်လည်ထူထောင်ရေးလုပ်နေရဆဲဖြစ်ပေမဲ့ ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလနဲ့လာမယ့်ဇန်နဝါရီလတို့အတွင်းမှာနောက်ဆုံးထားပြီးမဖြစ်ပြအောင်ကျင်းပရန်စစ်ခေါင်းဆောင်အကြမ်းဖက်မင်းအောင်လှိုင်ကပြောဆိုထားပါတယ်။အဲ့ဒီနောက်သွေးကြီးဆိုတဲ့စောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။နိုင်ငံတဝန်းစစ်ရေးလှုပ်ရှားမှုအရှိန်အဟုန်များကိုနှစ်ဖက်စလုံးမှစတင်အရှိန်မြင့်တင်လာနေပြီဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရမှကြေညာထားပြီးဖြစ်တဲ့အထွေထွေထိုးစစ်ကြီးဖြစ်ပေါ်လာပါကပြည်သူများတက်နိုင်တဲ့ပတ်မှာပါဝင်ကြရင် 88မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်ရဲ့တိုက်တွန်းချက်ထွက်ပေါ်လာခဲ့ပါတယ်။ပြည်သူ့ဘက်တော်သားတော်လှန်ရေးအဖွဲ့များဟာလည်းကချင်ရခိုင်ကရင်နဲ့နိုင်ငံအလဲပိုင်းမှာအရှိန်မြင့်တိုက်ခိုက်နေပြီဖြစ်ပါတယ်။မေလ18ရက်နေ့မနက်7:48မိနစ်မှာတောင်ကုန်မြို့ကီတုမတီလေတပ်စခန်းကိုတရားခေါ်မှမှရှော့တိုက်တွန်း17လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရှစ်လုံးအောင်မြင်စွာကြာရောက်ပောက်ကွဲခဲ့ပြီးလေတပ်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ2ဦးဗိုလ်ကြီးအဆင့်ရှိသူ2ဦးလေအုပ်အပါအဝင်အခြားအဆင့်စစ်တီ6ဦးစုစုပေါင်း10ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်တော်တက်မြို့မှာရှိတဲ့တက်စုမှုတက်ခွဲမှုတရင်မှုများကိုတင်နှံ့မြပေးနေတဲ့စစ်ကောင်စီရဲ့တမ်းမြင့်တက်ခတ်ရေးတင်နှံ့ကြောင်းကိုယမန်နေ့နနက်9နာရီမိနစ်20မှာတရားခွန်မမှရှော့တိုက်တုံး9လုံးနဲ့ပြစ်ခတ်တဲ့နဲ့လေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors of Myanmar BWM အဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်။ဒါအပြင် Jet Fighter လေယာဉ်2စီး Y8 လေယာဉ်2စီးတို့ထိခိုက်ပျက်စီးခဲ့ပြီးလီဒါအတွင်းထဲမှာရှိတဲ့ drone ကိုတောင်မီးလောင်ပျက်စီးကလီဒါအတွင်းပျက်စီးတဲ့ပို့လုပေးနေတဲ့ယင်တချို့ လေတက်အတွင်းမှာရှိတဲ့လေတက်စစ်သည်များနားနေဆောင်တလုံးလေရင်အပိုပစ္စည်းကိုတော်နှလုံးတို့ထိကပ်ပျက်စီးခဲ့ကြောင်း၎င်းတို့စုံစမ်းအတည်ပြုတ်နိုင်ခဲ့သည်များအားပူးပေါင်းတိုက်ခတ်ရာမှာပါဝင်ခဲ့တဲ့ Brave Warriors of Myanmar BWM ခေတ်သစ်တရင်ဌာနကိုအတည်ပြုပြောဆိုခဲ့ပါတယ်။ရခိုင်တပ်တော်ဟာလည်းရခိုင်ရိုးမာကိုကြော်ပြီး AR တိုင်းအတွင်းထိုးစစ်ကိုတိုးမြင့်လာရမှာတိုက်ပွဲများဟာအင်ကပူမြို့နယ်ကွင်းကောက်ကြေးရွာအထိရောက်ရှိလာပြီးဖြစ်ပါတယ်။လေးမျက်နှာမျိုးနဲ့အတွင်းမှာရှိတဲ့ကြေးရွာအများပြားကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ AA နဲ့ PDF ပူးပေါင်းတက်များဟာရခိုင်ရိုးမှတလျှောက်ခြေကုပ်ယူထားပြီးဖြစ်တဲ့အတွက်ကြံကင်းမြန်အောင်သွားလမ်းများကိုချိမ့်ချောက်လာပြီးဖြစ်ပါတယ်။ပသိမ်မုံရွာလမ်းတလျှောက်မှာလည်းတနေ့ကို10မိုင်နှုန်းနဲ့နေမြေစိုးမှုမှုရနေပြီလို့ဒေသခံများကမြန်မာနောင်းကိုပြောပြခဲ့ပါတယ်။ရေကြီး၊ငတိုင်းချောင်း၊တာပေါင်း၊လေးမျက်နှာအင်ကပူမြန်အောင်မြို့များအထိထိုးစစ်ဆင်လာနေပြီဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကတ်နံရကာမိုင်းလမ်းပိုင်းမှာရှိတဲ့တရားညီနောင်အနီး KNA PDF ပူးပေါင်းတပ်များနဲ့ စစ်ကောင်စီတပ်အကြတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတည်တဲ့သူဒဏ်ရာရတဲ့သူတွေများပြားနေပြီးလက်နက်ခဲယံအချို့လည်းတင်းစဲရရှိထားတယ်လို့သိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကို KNL ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝန်ကျင်ထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်။မင်းအောင်လှိုင်ဟာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ခွင့်ရသွားခဲ့ပြီးတဲ့နောက်၎င်းတို့အကြကောင်းမွန်ရင်ကော့ဖြစ်လာပုံရပြီးတော့မေလ12ရက်နေ့မှာစတင်ကား စစ်တိုင်းမှုများနေပြည်တော်ရှိစစ်ဗိုလ်ချုပ်များနဲ့စက်တိုက်ဆိုသလိုခေါ်ယူစည်းဝေးနေပြီဖြစ်ပါတယ်။ရွေးကောက်ပွဲကိုလည်းဒီဇင်ဘာလတတိယနဲ့စတုထပတ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်များမှာလေးတုပ်ခွဲပြီးပြုလုပ်မယ်လို့သိရှိရပါတယ်။အတီမပြုတ်နိုင်သေးတဲ့သတင်းများအရဇူလိုင်လတက်တန်းတိုးရမယ့်အချိန်မှာဂျားကာလာအစိုးရအဖြစ်အမိပြောင်းဖို့ပင်ရှိနေတယ်လို့သိရှိရပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆန္ဒနေမြများမြည်တို့မြည်ပုံတက်မှတ်မြည်အဆရှိတဲ့လုံထုံးလုံနည်းများကိုတော့ကြီးညာထားခြင်းမရှိသေးပါဘူး။ ၎င်းရဲ့ဖဲသုံးချက်ရွေးကောက်ပွဲမှာပါဝင်ကြမဲ့ထိုးသားများကလည်းရွေးကောက်ပွဲကိုလူတို့ကတပိတ်မောက်မှာကိုစိုးရိမ်မကင်ဖြစ်နေကြောင်းအရေးအမွက်ထုတ်ပေါ်ပြောဆိုလာကြပါတယ်။ဤဒီကစစ်တပ်ကိုလူတို့အားမဲယုံတဲ့တနက်ပြပြီးအတင်းအကျပ်ဆွဲသွင်းဖို့လိုကြောင်းအသိပေးလိုက်ခြင်းသာဖြစ်ပါတယ်။သို့မဟုတ်ပါကငွေကုံလူပန်းဖြစ်တည်တာအဖက်တင်ကြမှာဖြစ်ပါတယ်။သို့သောရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌကတော့ ဒီမိုကရက်တစ်ဟုအမည်ခံထားပေမဲ့ရွေးကောက်ပွဲမှာလူတအုပ်မဲလာပေးသည်လည်းအထမြောက်တယ်လို့ပြောလာခဲ့ပါတယ်။၎င်းတို့အားလုံးကရွေးကောက်ပွဲလှုပ်လိုက်တဲ့နေ့တိုင်းပြည်ရဲ့နာတာရှိယောဂါကြီးဟာနေချင်းညချင်းတတ်တာသွားမယ်လို့ယူဆနေပါတယ်။အဲ့ဒီလိုယူဆခြင်းများမှာလည်းအကြောင်းရင်းများရှိနေပါတယ်။လူတို့ရဲ့စိတ်ထဲမှာဒီမိုကရေစီစနစ်ကြီးပေါ်ထွန်းလာပါပကောလို့ဆိုကတော်လန်နေသူတွေကိုကြောက်ခိုင်းလာကြတော့မယ်စစ်တပ်ကိုထောက်ခံလာကြတော့မယ်ဤတို့ဖြင့်လူတို့ထောက်ခံမှုကြာဆုံးသွားတဲ့တော်လန်ရေးဟာလည်းတပြေးပြေးနဲ့မိစာကုံရေခန့်ဖြစ်သွားမယ်လို့ တွက်ဆထားကြတဲ့အတွက်ဖြစ်ပါတယ်။တရုတ်ကလည်းတခြားနည်းလမ်းမရှိတော့တဲ့အတူတူစမ်းကြည့်တဲ့လို့ခံယူထားပုံရပါတယ်။ကြံ့ဖို့မှလွဲပြီးကြံ့55ပါတီဟာရွေးကောက်ပွဲမှာတဆင့်တိုင်းပြည်အာဏာကိုရလာကြမယ်။၎င်းတို့ကိုယ်တိုင်လက်ရှိအချက်အသေးကြီးကိုစိတ်ကြိုက်ဖြည့်ရှင်းနိုင်မယ်လို့ယူဆထားခြင်းမရှိ။ဖြည့်ရှင်းခွင့်ရသည်ဆိုအောင်ခေါင်းဆောင်မှုအရေးအချင်းပြေဝသူလူတို့ရဲ့ယုံကြည်ကိုးစားခံရသူတဦးတလေးများပါဝင်နေခြင်းတော့မရှိပါဘူး။စစ်တပ်ရဲ့စင်တင်ရုတ်သေးရုံများဖြင့်လွတ်တော်တဲ့မြည်သို့မြဖြစ်လာမှာမဟုတ်သည့် ဟိုအဆိုတင်ဒီအဆိုတင်နဲ့ကပြအတုံးတော်ခံသွားကြမဲ့လူမျိုးဖြစ်ဒီကိုလည်းကောင်းစွာသဘောပေါက်ထားကြပြီဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ခွင်လေးရဖို့ကလည်းရွေးကောက်ပွဲတကယ်တမ်းလှုပ်ဖြစ်မှသာဖြစ်ပေမယ့်စေအုပ်စုကူညီရန်အတွက်သာဖြစ်တဲ့အတွက်မလှုပ်ဖြစ်လဲအရေးမကြီးလားဟုခံယူထားကြပြီဖြစ်ပါတယ်။ယခုပင်ကြံ့ဖို့ပါတီခေါင်းဆောင်မိုင်းဟာတူတူတိတ်တိတ်နဲ့တတိဝရိယကြီးစွာတွာလာနေရပြီဖြစ်တယ်လို့လူမှုကွန်ရက်မှာထုတ်ပေါ်ပြောဆိုလာရပါတယ်။မင်းအွန်လိုင်းကိုတိုင်မင်း နိုင်ငံအတွင်းလွတ်လွတ်လပ်လပ်သွားရတဲ့နေမြေများဟာ16ရာခိုင်နှုန်းသာရှိတော့တယ်လို့မြန်မာအရေးအကြံပေးကောင်စီမှတွက်ချက်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ပါစေခင်ဗျာ။ပါစေခင်ဗျာ။